အဟုတ်ကဲ့ရှင်မုတ်တီကကြာတော့ညီမလေးတို့ငဖဲ့ပါအပါပေါ့မုတ်တီအရေးဆိုရင်ငဖဲ့ပါအပါတထောင်ရောင်းနေအဲမုတ်တီအတုတ်ကကြာတော့ငဖဲ့ပါအပါ1500ပေါ့အပင်းလဲစားအစုံတုပ်ဆိုလို့ရှင်ညီမလေးတို့စီမှာတထောင်ပဲရှိတယ်ရှင်အဒီပင်းလဲစားအစုံတုပ်မှာပြည်ကြီးငါကင်းမောပစွန်ခယူခုံ6မျိုးပါတယ်ပေါ့နော်ဒါတထောင်ပဲရှိရယ်အဲဒါမှမဟုတ်ဘူးတချို့ဧည့်သည်တွေကဒီပင်းလဲစားတစ်မျိုးပဲစားကျင်တယ်ပေါ့ ရေပွဲဆိုရေပွဲတစ်မျိုးပြည်ချင်းငါဆိုပြည်ချင်းငါတစ်မျိုးအဲ့လိုမျိုးဆိုလို့ရှိရင်တစ်မျိုးကို9500ပဲရှိရရှင်ရေပွဲဆိုရင်တစ်မျိုးကို1000ပါကျန်တဲ့ဟာတော့အကုန်လုံး9500ပါရှင်အရွယ်တုပ်တွေဆိုရင်တပွဲကို2500ပဲရှိပါတယ်ဟုတ်อืมအဲ့လိုတော့မဟုတ်ညီမကကြောက်တကယ်ဝါသနာပါတယ်မိတ်ကက်ပိုင်းကိုသွားကျင်တာငငယ်လေးကလေးကမိတ်ကက်အတဲ့ရမ်းဖြစ်ကျင်တာဒါပေမဲ့လေဘယ်လိုပြောရမလဲလှုပ်တင်တာနဲ့လှုပ်ထိုက်တာဟောအဲ့လိုမျိုးလေးနည်းနည်းကွာဝါတဲ့ခါကျအဖေတို့ကတော့ဒီဈေးအောင်တဲ့အလုပ်ကိုပဲသွားတာဖြစ်တယ်ညီမကလေအိမ်မှာအကြီးဆုံးသမီးဆိုတော့ဒီဘက်ကိုပဲဥဆောင်ဖြစ်တယ်ဟုတ် ညီမလေးနာမည်ကမအီစုမောမှာတော်တော်များများတော့စုလေးလို့ပဲခေါ်ရရှင့်ဟုတ်အာဟုတ်အဖေကတော့ကြောက်ဖြူပါဗောနော်အဖေကကြောက်ဖြူအမေကမုံပေါ့အာဒီလုပ်ငန်းကိုစပြီးတော့ဒီထောင်တာကတော့ဖေဖေစပြီးတော့လုပ်တာဗောဟုတ်အာဒီညီမလေးတို့ဒီ7လပိုင်း6ရက်နေဆိုလို့ရှိရင်စိုင်ဖွင့်တာ9နှစ်ပြည့်ပါပြီဟုတ်ဟုတ်ဒီအခုဒီရက်တက်လာ အဖေဖေးပဲလောက်တာပဲဖေဖေးပဲအကုန်လုံးလောက်တာစစတော့ဖေဖေးပဲဒီဆိုင်ကိုသူကဦးစီးရယ်ပြီးရင်ညီမလေးတို့တင်ပေးတယ်ပေါ့အကူကကြတော့ဖေဖေးကနည်းနည်းပါးပါးပဲလိုက်ကြည့်ပြီးတော့လေအကူကမေမေနဲ့ညီမလေးနဲ့နှစ်ယောက်လောက်တဲ့ရှင့်ဟုတ်ခင်ကြီးကကြတော့ငရှူကြက်တိုက်နဲ့ချက်တဲ့ရှင့်ငရှူကြက်တိုက်ချက်တယ်ပြီးသွားလို့ရှိရင်ငရုကောင်းကြက်သွန်ကိုထောင်းပြီးတော့ထည့်တယ်ရှင့်ဟုတ်ဟုတ်ဒါလေးကညီမလေးဒီဘက်ကကြတော့ ရေခဲတုတ်ပတ်ချံပေါ့ရေခဲတုတ်တွေပြီးသွားလို့ရှိရင်အေးအေးဖြော်ရည်တွေရောင်းတာပေါ့အဲညီမလေးဆိုင်မှာဒီကတော့ရေခဲတုတ်ကဒီတီးဆုံရေခဲတုတ်ရှိတယ်ပြီးသွားလို့ရှိရင်ထောဘက်တီးရေခဲတုတ်ပေတီးရေခဲတုတ်တီးဆုံရေခဲတုတ်ကိုဆိုလို့ရှိရင်ညီမလေးကဒီလိုပုံးနဲ့ပါရှိတယ်ဒီလိုပုံးနဲ့ရှိတယ်ဒီလိုမျိုးဖော့ကွက်နဲ့ရှိရပေါ့ဒီလိုဖော့ကွက်နဲ့ဆိုရင်9900ဒါဆိုလို့ရှိရင်8000ပေါ့ဟုတ်အတီးက9မျိုးပါတယ်ပြီးသွားလို့ရှိရင်ဒီအုံတီးတွေကအစပြီးတီဟိုစီကအစအကုန်လုံးပါတယ်ရှင် ်ဟိုကတော့အဆိုင်ဖွင့်ဖို့ပြင်ဆင်နေရပေါ့အဆိုင်ကကြတော့ညီမလေးတို့ကဒီ10နိုင်ခွဲလောက်ဆိုစားဖွင့်ပြီ10နိုင်ခွဲကနေပြီးတော့ည8နိုင်ထိုးတဲ့အထိဖွင့်နေရှင့်ဆိုင်မားတော့အစုံရတယ်အဲရခိုင်မုတ်တီနဲ့ပင်လယ်စာတွေရောပြီးွားလို့ရှင့်ဆက်လို့ရှင့်ရေကဲတုပ်လေးတွေပါတယ်စားကြတာပေါ့ဟုတ်အာဟုတ်ကဲ့ရှင်အဲတနေ့ဟာပဲတနေ့သုံးဖြစ်တာများတယ်ကိုမှန်းနာတာပေါ့နော်ပို့လို့ရှိရင်လည်းနောက်နေ့မသုံးဖြစ်တာတော်တော်များတယ်ရှင်အဲဒီငရုတ်တီးကိုညီမလေးတို့ကလှော်လိုက်တယ် အစိမ်းကိုပဲလှော်တာပေါ့နော်အဲ့ဒါကြတော့အနံ့ပိုမှွေးတယ်ညီမလေးတို့ပြုတ်ပြီးမှလှော်တာအထက်ဒီအစိမ်းကိုပဲလှော်ပြီးတော့ပြီးွားလို့ရှိရင်ညီမလေးကထောင်းတဲ့အခါရှိတယ်အဲတခါကြလို့ရှိရင်အရန်အလုတ်များတဲ့ခါကျဆက်နဲ့ပဲကြိတ်လိုက်တယ်ပေါ့ထောင်းလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ပေါ့ဟောအဲ့လိုမျိုးနေလှုပ်ဖြစ်တယ်ရှင်ဟုတ်ဟုတ်ရခိုင်တုတ်ပတ်မှာကြောက်လို့ရှင်အဓိကညီမလေးကပင်လင်းစာတွေရောင်းတာပေါ့နော်အပြည်ကြီးငါကင်းမွန်ပစုံခရုကုံရေပွဲရေခူပေါ့ ်ပင်လယ်စာဆိုလို့ရှိရင်ဒါမျိုးလေးတွေရှိရယ်ပြီးွားရင်ရခိုင်မှာဆိုလို့ရှိရင်ဒီတိစုံတနတ်တုတ်တွေရှိတယ်ပြီးွားရှင်တခုတ်ပွင့်တုတ်တွေရှိမယ်ငပြိုးဘူးတုတ်တွေရှိမယ်အဲဒါမျိုးလေးတွေပြီးရင်ရခိုင်ကြောက်ကြောမြင်ပါဟိုအမဲရောက်အမြင်လေးလေးအဲ့လိုမျိုးလေးလေးရတယ်ရှင် အဟုတ်ကဲ့ရှင်မုတ်တီကကြတော့ညီမလေးတို့ငဖဲပါအပါပေါ့မုတ်တီအရေးဆိုရင်ငဖဲပါအပါတထောင်ရောင်းနေအဲမုတ်တီအတုတ်ကကြတော့ငဖဲပါအပါ1500ပေါ့အပင်းလေးစားအစုံတော့ဆိုလို့ရှင်ညီမလေးတို့စီမှာတထောင်ပဲရှိရဲ့ရှင်အဒီပင်းလေးစားအစုံတော့မှာပြည်ကြီးငါကင်းမောပစွန်ခယုကုန်း6မျိုးပါတယ်ပေါ့เนาะဒါတထောင်ပဲရှိရယ်အဲဒါမှမဟုတ်ဘူးတချို့ဧည့်သည်တွေကဒီပင်လယ်စာတမျိုးပဲစားကျင်တယ်ပေါ့ ရေပွဲဆိုရေပွဲတစ်မျိုးပြည်ချင်းငါဆိုပြည်ချင်းငါတစ်မျိုးအဲ့လိုမျိုးဆိုလို့ရှိရင်တစ်မျိုးကို9500ပဲရှိရရှင်ရေပွဲဆိုရင်တစ်မျိုးကို1000ပါကျန်တဲ့ဟာတော့အကုန်လုံး9500ပါရှင်အရွယ်တုပ်တွေဆိုရင်တပွဲကို2500ပဲရှိပါတယ်ဟုတ်อืมအဲ့လိုတော့မဟုတ်ညီမကတော့တကယ်ဝါသနာပါတယ်မိတ်ကပ်ပိုင်းကိုသွားကျင်တာငငယ်လေးကလေးကမိတ်ကပ်အသေးရမ်းဖြစ်ကျင်တာ ိုင်မဲ့လေဘာလို့ပြောရမလဲလှုပ်တင်တာနဲ့လှုပ်ထိုက်တာဟောအဲ့လိုမျိုးလေးနည်းနည်းကွာသွားတဲ့ခါကျအဖေတို့ကတော့ဒီဈေးအောင်တဲ့အလုပ်ကိုပဲသွားတာဖြစ်လာညီမကလည်းအိမ်မှာအကြီးဆုံးသမီးဆိုတော့ဒီဘက်ကိုပဲဥဆောင်ဖြစ်တယ်ဟုတ်ဟုတ်အဲ့လိုတော့မရှိတော့ဟောဒီဘက်ကိုပဲသွားလိုက်တော့မယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဟိုညီမထွက်သွားပြီဆိုလို့ရှိရင် အမေနဲ့အဖေပဲဦးစီးရမှာဖေနဲ့ဖေကလည်းဟိုဘယ်လိုပြောရမလဲဆိုတော့နည်းနည်းအသက်ကြီးလာကြတော့ခေရေးစီးကြအောင်တိတ်မလိုက်နိုင်ဘူးအကူကကြတော့ဆိုရှယ်မီဒီယာမှာဖောက်တဲ့ခေဆိုတော့လေညီမကပဲဦးစီးပြီးတော့လုံမှာအဆင်ပြေမှာဆိုတော့အဖေတော့ကကြတော့ဒီဆိုရှယ်မီဒီယာဘိုင်းကိုတိတ်မတုံးတက်တော့လေအဲ့ဒါကြောင့်ဟုတ်ဖြစ်တာကြတော့အော်အဲ့လိုလေးစိတ်ကူးဖြစ်တာကြတော့အရင်တော့ကတော့ဟိုဘက်အတုတ်တဆိုင်ပဲဖွင့်တာပေါ့အတုတ်တဆိုင်မျိုးတော့ customer တွေကဆက်လို့ရှိရင်ရေပဲတောက်ကြတာများတယ်ရေပဲတောက်ညီမကလေသူများဆိုင်ကိုသွားလို့ရှိရင်အဲ့လိုမျိုး အေးနဲ့တွဲတော့ရတာသဘောကျတယ်မုတ်တွေပါလေးစားလို့ရှိရင်လည်းအဲ့ဒါကြောင့်အေးဆိုင်အရင်ဖွင့်နေအရင်ကဒီအေးဖြော်ရင်လေးတွေပဲရောင်းတာပေါ့ဖြော်လေးတွေပဲရောင်းပြီးတော့ customer တွေကသမီးရေခဲချစ်လေးရောင်းကြည့်ပါလားဆိုအဲရေခဲချစ်စရောင်းတယ်အဲရေခဲချစ်ကဒီဖြည်းဖြည်းသိုးရင်သိုးရင်နဲ့အမေလေးများတော့အဲတင်တန်းနေလိုက်တတ်တယ်အရင်တော့ကတော့အဒီ2019အာ sorry 2020 2023ကဘာပဲတီးတယ်ရန်ခစ်စားတဲ့အချိန်ဆိုအာအမလေးသွားတက်လိုက်တယ်သွားတက်ပြီးအဲကနေပြီးတော့ ဒီဆိုင်အကြီးဒီလိုမျိုးဖြစ်သွားတာပေါ့ဟောအမေတွေအများကြီးဖြစ်သွားတာဟုတ်အာဟုတ်ဆိုင်လိမ့်စာကတော့ညီမလေးတို့36ရက်ကွယ်မြောက်တကုံမန္တလေးလမ်းထိပ်မှာပါရှင်ဟုတ်အဲဆိုင်ဖွင့်ချိန်ကတော့မနက်7:00နာရီခွဲကနေပြီးတော့ည7:00နာရီထိုးထိပ်ဖွင့်ပါတယ်။လာပြည်လာခွင့်နေတိုင်းဆိုင်ပိတ်ပါတယ်ရှင်။ဟုတ်